အခုပြောပြပေးမယ့်ပုံပြင်ကတော့ Michael Jackson ရဲ့လူတိုင်းစိတ်ဝင်စားလာတဲ့နှာခေါင်းကြောင်းပဲဖြစ်ပါတယ်။တချို့က Michael သက်ရှိထင်ရှားရှိနေတော့ဟာအင်တာနက်မှာလူပြောများလို့နဲ့ထိတ်သည့်အကြောင်းအရာတစ်ခုပေါ့။ရည်စရာစိတ်သိမ်းထားစရာတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးကိုကျမတို့ပြောပြသွားပါမယ်။ကျွန်တော်အနေနဲ့ Michael ရဲ့ကြော်ကြားလှပတဲ့ဂုဏ်ချက်တွေကိုလေးစားသောအားဖြင့်ဒီဖြစ်ရပ်ကိုနှစ်ပေါင်းများစွာလှုပ်ဝှက်ထားခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်းပြည်စုံတဲ့မိသားစုကနေမွေးဖွားလာခဲ့သူဖြစ်လို့ကျွန်တော်မိသားစုအတွက်ဂုံတရင်မိမိန်ကြဆင်းစီမဲ့ဒီဖြစ်ရဲ့အတွက်အမြဲတမ်းစိတ်ပူခဲ့ရတယ်။ဒါကြောင့်အခုလိုအမည်မဖော်ထုတ်ပဲနဲ့ကျွန်တော်ရဲ့အတွေ့အကြုံကိုပြန်လည်မျှဝေပေးရတော့တကယ်ကိုစိတ်သက်သာရရစီပါတယ်။ဒီအကောက်မှာနာမည်ရေးသုံးခြင်းဟာကျွန်တော်အတွက်စွန့်ဝါးရာကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာကလေးဘွားတော်ကချမ်းသာပြီးအချိန်ဝါကြီးလုံးနဲ့ကလေးတွေပဲတက်ခွင့်ရတဲ့အကြောင်းမှနေခဲ့ရလို့ပါ။ ကျွန်တော်တို့အကြောင်းမှာချမ်းသာကြွယ်ဝလုံးနဲ့မီလီယံနာတွေရုပ်ရှင်သရုပ်ဆောင်တွေရဲ့တာသမီတွေနဲ့ထင်ရှားကျော်ကြားလာတဲ့မျိုးရိုးနာမည်တွေရှိကြပါတယ်။အဲ့ဒီချိန်တုန်းကတော့တို့တွေရဲ့အကြောင်းတွေကျွန်တော်ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူး။ကျွန်တော်တို့ကတော့အတန်းနေပြီးအောင်တက်ပြီးတော့အိမ်ဆော့ဆော့ပြန်နိုင်တန်ကျိုးရဲ့ဂိမ်းသစ်တွေပြေးလွှာဆော့ဖို့သာအရေးကြီးပါတယ်ဗျာ။ကျွန်တော်ကလူမလိုင်းလေးတွေရဲ့ကစားကွင်းတွေတိတ်မသွားတတ်တဲ့အတွက်ကျွန်တော်မှတကယ်ချင်းတိတ်မရှိပါဘူး။ ကျွန်တော်တို့အတန်းထဲမှာလေအရန်အေးပြီးတော့တသီးတသန့်လေးနေတဲ့တဲ့ကောင်းလေးရှိရယ်လူရဲရသူ့ကိုဘလန့်ကက်လို့ခေါ်ကြတော့ကျွန်တော်လည်းသူ့နာမည်အရင်လိုပဲထင်းမိတာပေါ့နောက်မှကျွန်တော်သိလိုက်ရတာအလုံးအသူ့ကိုနာမည်ပြောင်းပေးထားကြတာကျွန်တော်တို့နှစ်ယောက်ကအမှုအစ်စ်နေလဲတူတော့လူထုလူစားနှစ်ကောင်ဖြစ်နေတာပေါ့ဗျာဒီနေ့ကျတော့ဘလန့်ကက်ကကျွန်တော်ကိုသူ့အိမ်ကိုအပါခေါ်တယ်ကျွန်တော်သူ့ကိုအိမ်ရမိဘတွေစီကိုခွင့်နှောင်းမိလိုက်ခဲ့မယ်လို့ပြောတာပေါ့မိဘတွေကိုခွင့်တောင်းတော့ကျွန်တော်တို့တကယ်ချင်းမရှိတဲ့လူယိုလေးတကယ်ချင်းရပြီဆိုတော့သူတို့ဝမ်းသာအားရခွင့်ပြုကြတယ်လေ နောက်ရက်ကျောင်းစင်းတော့ကျွန်တော်နဲ့ black hat ကျောင်းပြင်မှာအရင်လာကြို့ဖို့အတွက်မိနစ်ပိုင်းလောက်စောင့်လိုက်ရပါသေးတယ်။ခဏကြာမှတော့သူ့အိမ်ပိုင်းနဲ့ကားအကောင်စားကြီးတစ်စီးကကျွန်တော်တို့လာကြို့ပြီးတော့သူ့ရဲ့အိမ်ကိုခေါ်သွားတယ်။ကျွန်တော်သူ့အိမ်ထဲကိုခြေစားလှမ်းလိုက်တာနဲ့ပဲအရန်အောင်အံ့အသိငယ်ရတယ်။သူ့အိမ်ကအိမ်ကြီးအိမ်ကောင်းလို့ပြောပြရထက်ကိုခန္ဓာလွန်ပြီးမျိုးငယ်လေးတစ်ခုလိုပဲကျဲဝင်းလာတဲ့မျက်ခင်းပြင်နဲ့အဆောက်အုံကြီးကိုကာယံထားပြီးတော့ရဲတိုက်ကြီးတစ်ခုနဲ့တောင်တူနေပါတယ်။တောင်တူတစ်ခုရဲ့အဆုံးမှာတော့ ကိုပိုင်အပန်းဖြေဥယျာဉ်လေးတစ်ခုကိုတွေ့ရပါပြီ။အနောက်မှာခြားရထားလေးရှိပြီးတော့မွေးမြူရေးခြံလေးကလည်းအရန်အောင်တာယာလှပါတယ်။မင်းရဲ့ဖေနဲ့ပတ်သက်ပြီးတော့လှုပ်ဝဲလွန်းနေနော်။ "तू ကနာမည်အကြမော်တဲကလား။ငါ့ဖေကမိုက်ကယ်ဂျက်ဆင်ပဲ။မင်းဒီကြောင်းတော့ဘယ်သူမှပြောမပြဘဲနဲ့လှုပ်ဝဲထားရမယ်။ကောင်းပြီကောင်းပြီငါမပြောပါဘူးပေါ့။ငါသိချင်တာကမင်းဖေအိမ်မှာရှိလား။အဖေက Paris မှာညစာစားဖို့အတွက်ကိုပိုင်ချက်လျင်နဲ့ထွက်သွားတယ်ကွ။ဟဲ့အောင်မင်းကြီးကတော့တိတ်ပြော်ဖို့မရဘူး။မင်းငါ့ဖေကိုမုန်းနေတာတော့မဟုတ်ဘူးမလား။ ဘာလို့မောင်းမှလဲကွာငါဆက်ဆူတာတော့မဟုတ်ပါဘူးမင်းဖယ်ရဲ့နှကောင်းကြောင်လေတိတ်ဆန်ဒါမင်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူးဟာဩငါမှားသွားတဲ့အတွက်တောင်းပန်ပါတယ်ကွာငါတို့ရုပ်ရှင်တူတူကြည့်ကြမလားကိုပိုင်ရုပ်ရှင်အောင်ပါရှိနေတဲ့တို့အိမ်ကြီးထဲမှာကျွန်တော်ရုပ်ရှင်ကြည့်ကြလာတယ်ကျွန်တော်တို့သွားနေကြရုပ်ရှင်အောင်နေလို့ပဲကျဲဝင်းလာပြီးတော့ကျွန်တော်တို့ရုပ်ရှင်က၃၅ကြီးကြည့်ပစ်ခဲ့ကြတယ်ဘေးပပက်လယ်မှာနိုင်တို့ဗရင်းမောက်တို့ဘာတစ်ခုမှမတွေ့ရပါပဲကျွန်တော်ပုံမှန်အိမ်နေကြအချိန်ကိုလွှတ်သွားပြီးဆိုတော့ကျွန်တော်တိလိုက်တယ် ဘလန်ကက်တရားကျွန်တော်ဘက်ကိုလှည့်လာပြီးတော့ဟဲ့အောင်ပေးလေငါတို့တူတူပုံတိုင်းစော့ကြမလားကောင်းတာပေါ့စော့ကြမယ်ကွာကြောက်တုံးဆက်ကူကက်ကြီးလုပ်ပြီးခွေယူအရင်ရွေးကြမယ်သုံးခါမှာဘလန်ကက်ကနှစ်ခါနိုင်သွားပြီးကျွန်တော်ကလိုက်ရှာတယ်လို့ဖြစ်သွားတယ်အင်ဂျယ်ကြီးထဲမှာကိုသွားမဲ့နေရာတွေမှတ်မိပါမလားဆိုတော့ကျွန်တော်တွေးပူမိတယ်ဘလန်ကက်ကတော့သူတသက်လုံးနေလာတဲ့အိမ်ဆိုတော့လွှဲတာပေါ့ဗျာကြောင်ကြိုးကြောင်ကြားအပေါက်တရားစားသူကတိနေမှာကျွန်တော်မျက်လုံးနှစ်ဖက်ကိုလည်းနဲ့အုပ်ပြီးတော့တစ်ကနေ30ထိရေလိုက်တယ် ကျွန်တော်မျိုးလုံးဖွင့်တော့ကျွန်တော်ဘေးမှာသူမရှိတော့ဘူး။ရုပ်ရှင်တွေကထွက်တာနဲ့ဇင်းချန်တွေရဲ့အဆောင်ကန်းအဆင့်ဆင့်ကိုဖျက်ရတယ်။အဲဒီကနေလေကားတွေတစ်ခုပြီးတစ်ခုဆင်းလာပြီးအိမ်မှာကြီးစီရောက်လာတယ်။ကျွန်တော်လမ်းပြောင်းလို့နီနီဖြစ်လာပြီးဒီပုံစံနဲ့တော့ black gap ကိုဘယ်တော့မှရှာမတွေ့တော့ဘူးဆိုတာသိလာတယ်။ black gap တရားမကြခင်ပြန်လှည့်လာမယ်လို့တော့ကျွန်တော်ထင်တာပဲ။ဝင်ကဘာထဲမှာကျွန်တော်လမ်းလျှောက်နေရင်းနဲ့အရှိဆုံးဇင်းညံကြီးကိုဖြတ်လာနိုင်ခဲ့တယ်။ဘလောက်ထိရှည်လျားလဲဆိုရင်ကုံတိုက်အရွယ်အစာနီးနီးကိုရှိရပြ ိုဝေးလေလေပိုကျင်းလေလေဖြစ်လာပြီးတော့ရှေ့ရဟိုတယ်ကြီးတစ်ခုလိုပဲကျွန်တော်ဖွင့်ကြည့်သမျှတကားတိုင်းကနေအခက်လွတ်တွေကိုမြင်နေရတယ်။စင်းကြံတကူထဲမှာပဲဒါဇင်နဲ့ရှိတဲ့အိတ်ခန်းတွေရှိနေတယ်။လမ်းဆုံးတနည်းအားရည်တန်တန်ကျွန်တော်စကြလိုက်ရတယ်။ဘလက်ကမင်းဒီမှာရှိနေရလား။ No ဘလို့လဲ Neverland သဘောကျရလား။ဒီရဲတဲ့ကြီးကိုပြောရလားဗျ။ဒီဒီနေရာကတော်တော်လေးမိုက်ပါတယ်ခမ။ဓာတ်နဲ့ခမကဘလက်ကမဟုတ်ဘူးဆိုတော့ဘာတူလဲ။ Oh Billy ရဲ့မင်းဒီပါတယ်။ ငါဘလက်ကက်လေးမင်းနောက်နေတာမရှိရအောင်နော်ငါတို့အခုတူတူပုံနိုင်စော့နေရလေလာပါငါစီလာပြီးငါ့ကိုတွေ့အောင်ဖမ်းဆက်မှာကွာကျွန်တော်ခြောက်စားပြီးတော့စိတ်ရှုပ်ထွေးလာတယ်ကျွန်တော်နာမည်ကိုတောင်သိနေတာဆိုတော့ဘလက်ကက်ပဲဖြစ်မှာပါကျွန်တော်တို့စော့နေတော့ကလည်းအင်ကြီးထဲမှာကျွန်တော်နဲ့သူနှစ်ယောက်တည်းရှိရလို့သူပြောထားတာပဲဒါပေမဲ့အတန်သူ့အတန်နဲ့တစ်ဆက်လေးမှမတူဘူးဗျဒီကောင်ကိုဆက်ရှာရင်လည်းကျွန်တော်ကောင်းကောင်းသိလိုက်ရတာတကူကအတန်းအစင်းချရဲ့အစုံကကျွန်တော်နဲ့မျက်နှာချင်းဆိုင်တခါနောက်ကနေလာတယ်ဆိုတာပဲ ျွန်တော်တကားနာလေးကိုဖြည်းဖြည်းချင်းကပ်ပြီးဖွင့်လိုက်တော့အထဲမှာအယံမောင်မဲနေပြီးလေဝင်လေထွက်မရှိတာကိုခံစားမိပါရဲ့မင်းကောက်ရှားတွေ့သွားပြီငါအခုမင်းကိုလှုပ်ဝက်ချက်တစ်ခုပြောပြမယ်ငါကမိုက်ခဲချက်စင်ပဲမိုက်ခဲချက်စင်ခမရဒီမှာရှိနေရမှာမဟုတ်ဘူးလေငါမင်းကိုတွေ့ချင်လို့ပဲရစ်ကနေပြန်လာတာဘီလီချင်းလာစမ်းမင်းငါပြိသက်ဆိုရင်ငါ့ကိုလက်ဆွဲနှုတ်ဆက်စမ်းအမောင်တို့ကြီးထဲမှာကျွန်တော်သူ့ကိုလုံးဝမမြင်ရပါဘူးဘေးမှာလူတယောက်ရှိနေရအောင်တော့ကျွန်တော်တတိထားမိတယ် လက်ဆွဲနှုတ်ဆက်ဖို့ကျွန်တော်လက်ကိုမရေတရေနဲ့ရှေ့ထုတ်လိုက်တော့သွားပါပြီတခုခုတော့လွဲနေပြီဗျလက်ကိုနောက်ပြန်ဆုပ်လိုက်ပြီးတေချာဆူးဆိုင်ကြည့်လိုက်တော့မှသွေးတွေစီးကျနေတဲ့နှက်ခေါင်မြင်လိုက်ရပါပြီကျွန်တော်လည်းအော်ဟစ်လိုက်တယ်တစုံတစ်ယောက်ကရုတ်တရက်အရေးထဲကနေခုံထွက်လာပြီးတော့အဲ့ဒါကတကက်မိုက်ကယ်ဂျက်ဆင်အစ်စ်ပဲဗျဒါပေမဲ့သူ့နာမျက်နှာမှာနှက်ခေါင်လုံးဝမရှိပဲနဲ့အဲ့နေရာကနေသွေးတွေပဲစီးကျနေခဲ့တယ်ဒီဒီခါငါမင်းကိုဖမ်းရမယ်အလှဲ့ပဲဆိုပြီး သူကျွန်တော်အော်ပြောတယ် ကျွန်တော်လည်းအလင်းထက်မြန်တဲ့အရှိန်နဲ့အနောက်ကိုပြန်ပြေးတယ်။ကျွန်တော်လှည့်ကြည့်တိုင်းလဲအယူတယောက်လိုပြေးလိုက်နေတဲ့သူ့ကိုတွေ့ရတယ်။ကျွန်တော်တနေရာပြီးတနေရာတန်းနေအောင်ပြေးပေမဲ့ဒီအိမ်ကြီးထဲမှာကျွန်တော်တကယ်လမ်းပြောင်းနေပြီ။ကျွန်တော်သူလုံးဝလွတ်မပြေးပဲနဲ့မနာရင်လိုက်ဖမ်းပါတယ်။ငါမင်းကိုငါသားဖြစ်လအောင်လုပ်မယ်ကွ။ကျွန်တော်နောက်ဆုံးမှာတော့အပန်းဖြေဥယျင်စီကိုသွားတဲ့တကားတစ်ချက်ကိုတွေ့သွားပြီးတော့လဲနေတဲ့ခြားရက်ထဲပြေးဝင်လိုက်တယ်။ရဟတ်လည်းရင်နဲ့ကျွန်တော်အပေါ်ဆုံးရောက်သွားတော့ခြံဝင်းထဲမှာရှိနေတဲ့မိုက်ကယ်ဂျက်ဆင်ကိုတွေ့ရတယ်။ ငါနှာခေါင်းပမာလဲဆိုပြီးသူ့အော်နေတယ်။ငါမင်းကိုမိပြီးရာဇဝတ်ကောင်လေး။ကျွန်တော်အောက်ကိုရောက်တော့သူ့အထဲကိုပြန်ဝင်သွားတာကိုတွေ့လိုက်ရတယ်။ဒါနဲ့ကျွန်တော်ခုံပေါက်ပြေးပြီးလူသွားလမ်းပေါ်ရောက်တော့တက်စီတစီးကိုလက်ရန်တားလိုက်တယ်။ခံကောင်းချင်တော့သူတို့မှခီးသက်တင်လာပြီးသားဖြစ်နေတယ်။ဒါမဲ့တော်လုံးချောက်ချောင်းနေတဲ့ကလေးတယောက်ကိုသူတို့တွေတနာသွားပုံရတယ်ဗျ။ပါလာတဲ့ခီးသက်တွေကိုပြန်ပို့ပြီးမှကျွန်တော်အိမ်ကိုတက်စီကတပြားတစ်ချက်မှမယူဘဲနဲ့လိုက်ပို့ပြီးတယ်။ကျွန်တော်တစီသမားကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးတော့ကျွန်တော်ကြုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာတစ်ခုမှမပြောပြဖြစ်ခဲ့ဘူး ကျွန်တော်အိမ်ထဲကိုပြန်ဝင်ပြီးတော့ကျွန်တော်မိဘတွေကိုအိမ်ပြန်လာတဲ့အကြောင်းလိညာပြောပြခဲ့တယ်။ထိတ်ကြတာကတော့ကျွန်တော်နောက်ထပ် blacket အကြောင်းကိုထပ်မပြောဖြစ်တော့ဘူး။ကျွန်တော်မိဘတွေကိုလည်း blacket နဲ့ဝေးချင်လုံးလုံးတခြားအကြောင်းတစ်ခုကိုပြောင်းပေးဖို့ပူဇော်လိုက်တယ်။ "तू ကလေတကယ်ကိုပဲသူ့အဖေနဲ့ချက်စွတ်တူလို့မှာတယ်"ပုံမြင်နံပါတ်နဲ့နောက်ထပ်ပြောပြသွားမယ့်အကြောင်းအရာကတော့ Michael Jackson ရဲ့သတင်းစိုးတွေထဲကတစ်ခုဖြစ်တဲ့တက်ရှိလူသားတွေကိုအတုပဖန်တီးထားတဲ့ပညာရပ်ပဲဖြစ်ပါတယ်။ ကျွန်တော်ရှိမှပြောပြသွားတဲ့အတိုင်းပဲလူသားစင်စင်နဲ့တူအောင်ဖန်တီးထားတဲ့အတတ်ပညာမျိုးပါလွန်ခဲ့တဲ့နှစ်တွေတုန်းကပေါ့ကျွန်တော်ရဲ့ဘဝအခုနဲ့မတူခဲ့ဘူးမြို့တွေတစ်ခုပြီးတစ်ခုပြောင်းရွှေ့ရင်းနဲ့အလုပ်သစ်ရှာရင်းနေခဲ့တယ်ညတွေဆိုရင် website တွေကကြွညာတွေထိုင်ကြည့်ရင်းနဲ့အချိန်တွေကုန်နေခဲ့တယ်ကိုပိုင်အခန်းတစ်ခုကိုငှားရမ်းဖို့ကျွန်တော်မှလုံလောက်တဲ့ပိုက်ဆိုင်မှုလည်းမရှိခဲ့ဘူးတနေ့မှတော့ဈေးသက်သာတဲ့အခန်းလေးတစ်ခန်းကိုကျွန်တော်ရှာတွေ့သွားတယ်အပေါ်တက်မှလူနှစ်ယောက်နေတယ်လို့တော့ပြောတာပဲဗျာအယုံသွားကြည့်လိုက်တော့ဒီခန်းပါလို့ဈေးပေါ်နေရလဲဆိုတာကျွန်တော်သိလိုက်ပါပြီ အိမ်ပိုင်ရှင်ကလေကျောက်ဆရာကောင်းတဲ့အသွင်ပြင်းနဲ့အဖိုးကြီးတယောက်ဖြစ်နေတယ်ဗျရုပ်ရှင်နေထဲမှာပဲတွေ့ဘူးတဲ့တကူလုံးအရေးအကြောင်းနေအပြင်းနဲ့လူမျိုးကျွန်တော်မြင်နေရတာတေချာပြောပြရရင်သူ့နှစ်ဖူမှာတခြားနေရာတွေအထက်အရေးအကြောင်းပိုများနေတာပဲကျွန်တော်တွေးနေတာကိုမသိတအောင်နေပြီးနှုတ်ဆက်လိုက်ပါတယ်တွေးရတာဝမ်းသာပါတယ်ခမကျွန်တော်ကတော့ golf ပါ a golf ပါအဖိုးကြီးက hey အပြင်မှာရက်မနေပဲအထဲဝင်ခဲ့ကျွန်တော်နေရမယ့်အမြောက်ခန်းထဲကိုသူကျွန်တော်လိုက်ပြတယ် ကျွန်တော်မျိုးပြောပြရရင်ဒီခန်းတော့တိတ်မဆိုးလာပါဘူးကျွန်တော်မရောက်ခန်းလို့နေရာမျိုးမှာနေတတ်တဲ့လူတော့မဟုတ်ပေမဲ့ဒီနေရာတော်တော်ကောင်းတယ်လို့ဆိုရမှာပဲဒီမှာခန်းတွေအများကြီးလဲရှိတယ်လေအနှဲငယ်တော့ပေါင်နေတယ်ဗျဒီနေရာတော်တော်ကောင်းတယ်နော်ဖိုးအဖိုးကြီးကဒါပေါ့မင်းကအမြင်ရှိတာပဲလူလေဒါနဲ့ငောင်းကြီးရတာလူထူးဆိုင်ဖြစ်နေလားမဟုတ်တာဗျာမဖြစ်ပါဘူးဗျာအချိန်တန်ကြာငြိမ်သက်သွားပြီးတော့ကျွန်တော်သူ့ရဲ့အရေးအကြောင်းလေးကိုပဲငေးနေမိတယ်တော်တော်ကြာတော့မှအဖိုးကြီးကအသက်ဆရှူလာပြီးတော့လေကားစီကိုထွက်သွားတယ် ဒီဖိုးကြီးကျွန်တော်နောက်ဆက်မဲ့သူမဟုတ်လားဘူးလို့ကျွန်တော်တွေးမိတယ်။တိတ်ဆိတ်နေမှုကြီးကိုခဏရင်မရှိတော့လို့ကျွန်တော်သူ့ကိုစကားဆက်ပြင်းလေးတွေစပြောကြည့်ရင်အဖိုးကအပေါ်ထက်မှာဇနီးဖြစ်သူနဲ့အတူတူနေရလားခင်ဗျာ။အဲ့တယောက်ကလွန်ခဲ့တဲ့နှစ်တည်းကဆုံးသွားပြီကွာ။အော်ဆွေမကောင်းပါဘူးခင်ဗျာ။မလိုပါဘူး။အဖိုးတို့မှာကလေးတွေရောရှိလားဗျ။ငါကလေးတွေကိုမုန်းတယ်ကွာ။ကလေးရှိတာပဲဖြစ်ဖြစ်ခွေးရှိတာပဲဖြစ်ဖြစ်သူတို့ကိုလှောင်ရင်းနဲ့ထထားလို့မှမရတာကွာဖခင်သခင်ကိုပဲကျေးဇူးတင်ပါပြီဟာဟာဟာ ကျွန်တော်ဆက်ဆူတာမဟုတ်ပေမဲ့အပေါ်ထဲမှာဘသူနေရလဲခမကျညာထဲမှာနှစ်ယောက်လိုရေးထားလို့ပါကျွန်တော်ရဲ့အခန်းဖော်တွေဘလို့လူတွေလဲဆိုတာသိကြလို့ပါဗျငါကဟေလီဝါကီနဲ့တူနေရလေဟယ်လီဘိုင်းလေအတူကောက်ဆိုရင် အန်နီလို့ခေါ်တယ်ခဏခဏခဏနေပါအောင်ဒါဆိုခမနဲ့တူတူနေရမိုက်ကယ်ဂျက်ဆန်ပေါ့တူတူပြောစမ်းငါအိမ်ကြီးချင်းနေတိသွားလိုက်မယ်အရှူရဲ့ဟုတ်ဟုတ်ကဲ့ကျွန်တော်မိုက်ကယ်နဲ့တူတူနေရမှာတေးကြရင်ကျွန်တော်သူ့ရဲ့ခံလိုက်ပြပေးလို့ရမလားခမရတာပေါ့ သူခန်းထဲကနေထွက်သွားတဲ့အထိကျွန်တော်သူ့ကိုမယုံနိုင်သေးဘူးပြီးတော့မိုက်ကယ်ဂျက်ဆင်ထေသွားတာလည်းသိမကြသေးဘူးမလားသူပြောတာတွေကိုသေချာသိအောင်လို့ကျွန်တော်သူ့နောက်ကိုလိုက်သွားကြည့်တယ်ဆဲလုံရှားတာတော့ဒီဘိုးကြီးဘယ်တော့တောင်ထက်လိမ့်မလဲသိချင်တာတော့ပေါ့ဗျာအဘိုးရအေကန်တကာဖွင့်ဝင်ပြီးချင်း L I U K ဆိုတာကြီးနဲ့မိတ်ဆက်ပေးတယ်ကျွန်တော်ထင်တာကလည်းတခြားစီပါပဲဒါကမိုက်ကယ်ပဲကျွန်တော်တုံ့လွချောချသွားတယ်ဒီရာလူစင်စစ်မဟုတ်ပဲနဲ့လူလူအသက်သွင်းထားတာကြီးပဲတစီတရေတွေဝင်ဘူးနေတဲ့တန်တဲ့ခနာကိုကြီးတစ်ခုပဲ ဒါကြီးကပုံမှန်မဟုတ်ဘဲနဲ့စပြီးလှုပ်ရှားလာတယ်။မျက်နှာမူရာတခုလှုပ်ပြရမယ်လို့ဟန့်ပြင်းနေတယ်။ဆရုပ်တရုပ်လိုပဲကျွန်တော်တက်တဲ့အကြီးကြီး။ကျွန်တော်ကြည့်နေတဲ့သူ့လက်မဝေယံပြတယ်။အဖိုးကြီးကလက်ပြန်ပြလိုက်လေ။အဖိုးကြီးကမနှင်းမြုပ်ဝဲရကောင်းတဲ့တောင်းဆိုချက်ကိုကျွန်တော်လက်ခံလိုက်တယ်။အဖိုးကြီးကြည့်ရတာသူ့ကောင်ကြီးတော်တော်ချစ်တဲ့ပုံပဲ။ကျွန်တော်ကိုအခန်းကိုပြန်ဖို့အတွက်ခွင့်နှောင်းခဲ့လိုက်တယ်။ကျွန်တော်အဲ့ဒီမှာနေရတာတတောင့်တတာမရှိလာပါဘူး။ဇင်းချံပဲကိုထွက်လာတိုင်းအဲ့ဒီယာကြီးကကျွန်တော်ခဏခဏချောင်းကြည့်နေတယ်။ ကျွန်တော်ခန်းစီရနေထွက်တာနဲ့အဲ့ဒီကောင်ကြီးကကျွန်တော်နောက်ကိုထက်ချက် မကွာလိုက်နေတတ်တယ်။တခါတလေမိဖို့ကြောင့်မှသူတယောက်တည်းရှောက်သွားနေတတ်တယ်။အဖိုးကြီးကိုကြည့်ရတာတော့ဒါကြီးကတကယ်တန်ရှိလူသားလို့ယုံကြည်ထားတဲ့ပုံပဲ။တညမှာတော့သဘာဝလုံးဖြစ်ရတခုစဖြစ်ပါတယ်။ကျွန်တော်မနေ့၃နာရီဝင်းကျင်အဲ့ရနိုးလာမှာကြောက်လန့်စရာအတန်နဲ့ကြီးတန်ထွက်ပေါ်လာခဲ့။ကျွန်တော်တေချာစဉ်းစားလို့မရဘူး။ဟိုကောင်ကြီးကစကားပြောတယ်လား။ဒီတန်သူစီရလာလာလာဆိုတာကိုရောပေါ့ဒါမဲ့ဒီတန်နဲ့ကြီးကမိုက်ကယ်ဂျက်ဆင်ပဲဖြစ်ရမယ်သူကသူစကားပြန်ပြောနေရပဲ ကျွန်တော်အခန်းတကားအနေချောင်းကြည့်တော့အခန်းတကားလုံးဝဖြည်းဖြည်းချင်းလှုပ်လာပြီးတော့တကားကရုတ်တရက်ဆုတ်သလိုပွင့်ထွက်သွားတယ်။တရဲမိစာအကောင်ကြီးမတရက်နေတာတွေ့ရပြီးတော့အမောင်ထဲမှာသူ့ရှိနေတာကြားရတယ်။သူ့ရဲ့ဦးကောင်းကြီးကိုဘေးကိုချိုးချပြတယ်။အရန်ကြောက်လုံးလို့ကျွန်တော်မျက်နှာကိုစောင်းနဲ့အုပ်ထားလိုက်တယ်။နောက်တော့အဲ့ဒီကောင်ကြီးကတဖြည်းဖြည်းနဲ့ကျွန်တော်နဲ့ဝေးရအောင်ရွှေ့သွားတော့မှကျွန်တော်ဆက်အိတ်နိုင်တော့တယ်။မနေ့မိုးလင်းတဲ့ချိန်မှာတော့ကျွန်တော်ရဲ့အခန်းတကားကပွင့်လျက်သားအတိုင်းဖြစ်နေတယ်။ကျွန်တော်အလုပ်သွားတဲ့ချိန်မှာလည်းအဲ့ဒီတတဝါအထူးဆန်းရဇင်းကြံရဲ့အဆုံးမှာခါတိုင်းလိုပဲရက်နေတယ်။ ညကောင်းကောင်းမအိပ်ရတော့အလုပ်ကိုနောက်ကျမှရောက်သွားတာပေါ့ဒါနဲ့ညအဖြစ်ပြက်ကြောင်းဖိုးကြီးကိုမပြောပြခဲ့ရပြန်အောင်ပြကျွန်တော်လည်းအလုပ်ကပြန်ရောက်ရောအဖိုးကြီးကအိတ်တောင်ပြောနေပြီတတော်ဝါဆိုင်လမ်းလျှောက်လာပုံကကျွန်တော်ရဲ့စိတ်ကိုအချိန်တန်းချောက်လန့်နေစေပဲအဖြစ်ပြက်တစ်ခုလုံးကလည်းအိမ်မဆိုးတစ်ခုလိုပဲဒီလိုနဲ့ပဲနောက်ထပ်ညတညရဲ့၃နာရီအချိန်အောင်ရောက်လို့လာပြီလေကျွန်တော်ရဲ့အခန်းတကာပွင့်ထွက်သွားပြန်တယ်ဇင်းချက်ဆုံးမှအဲ့ဒီတတော်ဝါကြီးကမတက်ရက်နေပြီးတော့အတန်းနေတစပြီးတစကြားလာရတယ်အဲ့ဒီကောင်ကြီးကကျွန်တော်စီကိုဦးတည်လာနေပြီးတော့ကျွန်တော်ရဲ့ကရင်ချင်းကို ရှီဒလန်းချင်းလှည့်မြန်စွာနဲ့ရှောက်လာတယ်။ငါ့ကိုလှုပ်ပေးပါငါရဲပေါ်လိုက်မှာနော်။တရဲမိစာကြီးကျွန်တော်အပေါ်နဲ့တက်ခွာပြီးတော့ကျွန်တော်သူ့ရဲ့အေးဆက်နေတဲ့လက်တွေနဲ့ချုပ်ထားရင်လည်းအော်ဟစ်ပြောဆိုလာပါတယ်။ငါ့ကိုတစ်ချိန်လုံးလိန်ထားခဲ့တယ်။ဒါငါ့အိမ်ပဲ။သူ့ရဲ့အယိုးကွန်တသားဦးကောင်းကြီးနဲ့ကျွန်တော်မျက်နှာကိုထက်တယ်လင်းလင်းရိုက်တယ်။ဒီကောင်ကြီးကတထုတဲကိုတဲရဲ့အောက်မှာကျွန်တော်ရှုံးထွက်လို့မရခဲ့ဘူး။ကျွန်တော်ဘေးကမိရင်လေးကအဲ့ဒီတတော်ဝါကြီးကိုပြန်ပြီးတော့ကုခံနိုင်မယ်တခုတည်းသောလက်နဲ့ပဲ။မိရင်ကိုလက်နဲ့မမီမကန်းလှမ်းယူလိုက်ပြီးတော့ သူမျက်နှာတည့်ရရိုက်ချပြလိုက်တယ်။တတဝါဆိုရရေတံအကျိန်းနဲ့ထားရပြီးတော့နောက်ပြန်ဆုတ်သွားပြန်တယ်။ကျွန်တော်ကတော့ဒီလိုမျိုးကြောက်စရာအကောင်ကြီးစီရနဲ့ညှင်းမဲ့နှိမ့်ဆက်ခံရတယ်။ကိုကိုကိုမယုံနိုင်ဖြစ်နေပါသေးတယ်။ကျွန်တော်သူ့ကိုဂရင်မောကနေဆွဲချလိုက်ပြီးတော့သူ့လည်းပဲဒူးနဲ့ဖိထားလိုက်ပါတယ်။အတန်နဲ့ကြီးရှက်မသွားမချင်းမိကွက်နဲ့သူ့မျက်နှာကိုဆက်လိုက်ထိုးပြတယ်။သွေးပူတွေကကျွန်တော်မျက်နှာပေါ်ကကြာဆဲလာသလိုခံစားရပြီးတော့ကျွန်တော်လက်မှာလာပေးနေတာသတိထားမိလိုက်တယ်။အဝေစားပေါ်တွေရောတဖြည်းဖြည်းစိတ်ဝင်လာတယ်။ကျွန်တော်တော်လေးချွေးပြန့်နေတယ်နှလုံးခုန်နေမြန်လာတယ်။ ဆိုက်ဖို့လည်းဘလို့မှမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်တွေးမိတယ်။အဲ့ရပေါ်ပြန်လှဲလိုက်ပြီးတော့အိပ်ပြောင်စူးစမ်းနေလိုက်ပါတယ်။နိုင်ဒီတဖြည်းဖြည်းနဲ့ရွေ့သွားရင်းနဲ့မနဲ့မိုးလင်းစအချိန်ုံရောက်လာတယ်။အဖိုးရစုညံတန်းနေကြားရတော့မှသူ့ဘလို့အိပ်ပြောင်နိုင်တာလဲဆိုတော့ကျွန်တော်အရင်သိကျင်လာတယ်။အောက်ထပ်ကိုဆင်းသွားကြည့်လိုက်တော့အဖိုးကြီးတယောက်စမ်းမြင်ပေါ်ကတွေးရိုင်ထဲမှာလဲနေတာကိုတွေ့ရတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတော့ကျွန်တော်ရိတ်စားမိပါပြီ။လေကားကိုတစ်ချက်ကြည့်လိုက်တော့မိစ္ဆာကောင်ကြီးကျွန်တော်ကိုပြုံးပြရင်ဆင်းလာတာကိုမြင်နေရပါပြီ။ ပုံမြင်နံပါတ်3ကျွန်မကအပြင်ပုံမှန်ထွက်နေကြလူတယောက်ပါအထူးသဖြင့်ညခင်းနေမှာလေကျက်ကန်ထွက်လုနေကြပေါ့ဒါကကျွန်မရဲ့တနေ့တာလုပ်ငန်းဆောင်နေတဲ့အတခုလည်းဖြစ်ပါတယ်ကျွန်မဖေကတော့တိတ်သောမကြားလာဘူးရှင်အဖေကတခါတလေဖုန်းဆက်တက်ပြီးတော့ကျွန်မကိုစူပူလိုက်ရှိတယ်မင်းကအရွယ်ရောက်ပြီးလူငယ်တယောက်ဆိုငါသိပါတယ်ဒါပေမဲ့ညဘက်တီအပြေးလေးကျင်အောင်မင်းမလုပ်လို့မရဘူးလားမင်းတခုခုဖြစ်ရင်ငါအမြဲတမ်းကဲနိုင်မှာမဟုတ်ဘူးနော်အဖေသမီးတို့ဒီကိစ္စအတွက်နဲ့ပဲခဏခဏရမ်းများနေရတယ် နေ့လည်ကင်းနေဆိုရင်အရန်လုံများလို့အခုလိုအချိန်ကတမိတို့လေးချက်ငန်းလုပ်ဖို့အကောင်းဆုံးမို့ပါအန်ဒီအဖေကတမိကိုစိတ်ပူလို့ပြောနေတယ်ဆိုတော့သိလားလမ်းမပေါ်မှာတမိတယောက်တည်းမဟုတ်ပါဘူးဖေရယ်ဒါပေါ့အဖေသိပါတယ်ဒါပေမဲ့အဖေစကားမစုံခင်ကျမဖုန်းချပစ်လိုက်ပါတယ်ဖုန်းကိုလည်းဆက်ပိတ်ထားလိုက်တယ်ကျမညာလည်းအပြေးလေးချက်ငန်းလုပ်လို့ရှိပြီးတော့ထူးဆန်းတဲ့အန်ဒီရဲ့တစုံတရာမှမကြုံခဲ့ဘူးပါဘူးအဖေနဲ့ဖုန်းပြောပြီးမှအနီးနားပန်းချန်စီကိုအပြေးဆက်လေးကျင့်ဖို့ထွက်လာခဲ့တယ် ီနေ့အောင်ကျမအရန်ကြိုက်တာတန်ရှင်လက်ဆက်တဲ့လေကိုထိတွေ့ခွင့်ရပြီးတော့အလောက်ကပါလာတဲ့ဖီးယားတွေအကုန်ရှော့ကျစေတာကြောင့်ပါခဏကြာတော့လူသွားလန်းတစ်လျှောက်ပြေးလာနေတဲ့တပိနေကြတဲ့မျက်လုံးတစ်စုံတည်းကကျမချောင်းကြည့်နေတယ်လို့ခံစားလိုက်ရတယ်ဒါနဲ့ခဏလောက်ရက်လိုက်ပြီးပဝင်းကြီးကိုစူးစမ်းရှာကြည့်တာပေါ့ကျမလည်းဒူးစန္ဒာမတွေ့ရတော့ဆက်ပြေးနေလိုက်တော့တယ်အဲ့ဒီချိန်မှာပဲ2မီတာအကွာလောက်ကနေလူတယောက်ထွက်လာတာမြင်လိုက်ရတော့ကျမမှင်သက်ပြီးရက်တန်သွားတယ်အဆောက်ရင်တော့ကျမကိုအင်မတန်လန့်သွားစေတာပေါ့ နောက်မှသူ့ကိုဂျိုကာတရားလို့ထင်ပြီးတော့အနှဲငယ်သဘောကျသွားခဲ့တာပါ။ဒါပေမဲ့သိမကြပါဘူး။အဲ့ဒီလူရဲ့ခြေထောက်ကစလိုက်ကပြနေတော့ကျမရဲ့အတူတွေထပ်မံရက်တန်သွားရတယ်။ခဏနေတော့အဲ့ဒီလူရဲ့ကနေရဲ့ဘေးကနေဖြတ်ပြေးသွားလိုက်ပါတယ်။ကျမတတိထားမိတာသူ့ရဲ့အသားရဖြူပဲဖြူော်ဖြစ်နေပြီးတော့သူ့ရဲ့ဥပ္ပစားတွေကမိုက်ကယ်ဂျက်ဆင်စတိတ်ဆင်ပေါ်မှာဖြောပြင်းဝစ်တဲ့အတိုင်းပဲတပုံစံနဲ့ဖြစ်နေခဲ့တယ်။ပရိသတ်တရားမှမရှိရတော့မှလုံဝကိုကျွမ်းကျင်ပိုင်နိုင်စွာဖြောပြင်းနေတာကတော့တကယ်ကိုချီးကျူးစရာကောင်းလောက်ပါတယ်။ကျမကိုကြောက်လန့်စေတာသူ့ရဲ့ရှိဖြည့်ဖြည့်အပြုံးကြီးတွေနဲ့မျက်လုံးသစ်သေးတွေပဲ။ ဝိညာဉ်လွင့်မတက်ပါပဲ။ကျမခက်မြန်မြန်ပြေးလာပြီးသူနဲ့ခက်ဝဲဝဲရောက်ပြီးထန်တာပေါ့။ဒါမဲ့ခဏလောက်ကြာတော့ခြေတန်တွေကစက်မြေကိုပို့တိုက်နေတဲ့အတန်တွေကြားရတယ်။ကျမနောက်ကိုလှည့်ကြည့်လိုက်တော့ခုနကလူက moon walk အကကရင်ကျမကိုအလင်းမြန်လိုက်လာနေတာ။ဒါတရရောက်ကစနေရလားဘာလားကျမကယူမဆက်နိုင်တော့ပါဘူး။ပြေးနိုင်တယ်များခက်မြန်မြန်ပြေးရင်လည်းအနောက်ကိုလည်းလှည့်ကြည့်လိုက်တော့အဲ့ဒီယောက်ျားကြီးကမရှိတော့ဘူး။နောက်ထပ်ချိန်ခဏကြာတော့ချုံမှုတစ်ခုအကွယ်ကနေအတန်ခက်တဲ့တဲ့ကြားလိုက်ရပါတယ်။ငါဒီမှာနော်။ ူရဲ့အစီတရေအတန်ကြီးကကျွန်မကိုကြောချမ်းလာစေတယ်။ငါ့ကိုလှုပ်ပေးပါတော့မဟုတ်ရဲတိုင်လိုက်ပါနော်။တိုက်ခန်းစီပြေးနေတဲ့ဒလိကအဝါကိုကျွန်မရောက်သွားနိုင်ခဲ့ပါတယ်။မိစ္ဆာကောင်ကတမီတာလောက်အကွာနေကျွန်မစိုက်ကြည့်နေရအောင်လဲတွေ့လိုက်ရတယ်။ငါ့လွာကိုကျွန်မအမြန်ဆုံးနှိပ်လိုက်ပြီးတော့ခြေထောက်တွေလည်းတုံခိုက်နေခဲ့တယ်။လာစမ်းပါရောက်လာစမ်းပါစက္ကန့်နိုင်ရနိုင်လိုပဲကြာလုံးလာတယ်။တကားမမကြုံမှုခဲ့တဲ့အထိပဲနှလုံးခုန်နေအစမတန်မြန်နေပြီးတော့တက်လီကတကားပိတ်ပွားလဲအရန်ကြလုံးနေတယ်တကားမပိတ်ခင်လေးမှာပဲ ခုနကလူကြီးကသူ့ခြေထောက်တစ်ဖက်နဲ့တကားနှစ်ဖက်ကြားဝင်တားတယ်။ဓာတ်လေကားကပွင့်သွားပြီးတော့အထက်မှာသူ့နဲ့ကျမနှစ်ယောက်တည်းရှိနေတယ်။စစ်တစားလူကြီးကကျမနေတဲ့အလွှာရဲ့အပေါ်တက်ကိုနှိမ့်ချလိုက်ပြီးတော့ဓာတ်လေကားတစ်ကောင်ပိတ်ချလိုက်ပါတယ်။အောက်ဆီဂျင်တွေပြတ်လက်သွားသလိုကျမခံစားလိုက်ရတယ်။ကျမနေတဲ့အလွှာကိုရောက်တော့ဓာတ်လေကားလည်းရက်ပြီးမိကလည်းရုတ်တရက်ပိတ်သွားတယ်။မင်းအဆင်ပြေရဲ့လား။တက်လီကပြန်မရမချင်းကလုတ်တွေကိုစတိုက်နှိမ့်တော့မီးပြန့်လင်းလာပြီးတော့တက်လီကတကားပွင့်ထွက်သွားတယ်။ကျမအသက်ရှင်ရေးအတွက်ဇင်းကြံလန်းတစ်ချောင်းအလေမြန်ပြေးပြီးတော့နောက်လဲကြည့်လိုက်တော့ ခုနလိုကအနောက်ကနေပြေးလိုက်လာနေသေးပဲအဲ့ဒီမိစားကောင်ကျမနေရဲ့နေအောင်တည်သွားမှကြောက်လို့အရေးပေါ်ထွက်ပေါက်အပြင်ဝဲထွက်ပြေးလိုက်ပါတော့တယ်သူ့ရဲ့အတန်အံ့အကြီးကထက်တလဲလဲပက်တင်ထက်တန်နေပါတော့တယ်ငါမယုံမိတော့မယ်အန်နီဒီလူဘလို့လောက်ပြီးငါနာမည်ကိုသိနေရလဲသူရိုးသားတော့မဖြစ်နိုင်ဘူးငါနောက်ကိုအမြဲတမ်းလိုက်ပြီးချောင်းနေတဲ့သူပဲဖြစ်ရမယ်လေကားပေါ်ကနေတစ်ချက်ရက်ကြည့်လိုက်တော့ဖះရီရှီနန်ရှီနှစ်ချောင်းနဲ့တရေမိစားကိုတွေ့ရပြီးတော့လေကားပေါ်ကိုခုံဆွပြီးတက်လာနေတယ် ကျွန်တော်မှလေးကြောက်လို့လို့ယူမတက်ပဲအန်နီမင်းစင်ပြေးတက်လားငါသိကျင်နေဟာဟာဟာကျွန်မမျက်ရည်တွေစလိုက်ကြလာပြီးတော့လှေကားထိပ်ကိုယောက်လာတော့အသက်ရှင်မှုအတွက်မျှော်လင့်ချက်လုံးဝမရှိတော့တာကိုသိလိုက်ရတယ်အရေပေါ်ထွက်ပေါက်တကားကိုစောင့်တော့လိုက်ပြီးတော့ဓလေကားစီပြန်မရောက်မချင်းစလိုက်ပြေးသွားပါတယ်ခုနဖြစ်ခဲ့တာနဲ့တထက်တဲတူတာတွေပြန်လှုပ်ကြည့်ပါတယ်ကျွန်မနေတဲ့အလွှာကိုခက်မြမြနှိပ်လိုက်ပါတယ်တရေကြီးကကျမစီကိုတရွေ့ရွေ့ခုံဆွားခုံဆွားနဲ့လာနေတာကိုလည်းမြင်နေရတယ် တရွေးနဲ့နီကလာတော့ကျမအသက်ကုန်းထုတ်ပြီးတော့អော်လိုက်ပါတယ်။ဒါမဲ့ဒီတစ်ခေါက်မှာတော့တလိကားတွေကိုသူအချိန်မီရောက်မလာတော့ပါဘူး။ဆက်သုံးလောက်ကိုခက်ပြမြန်နှိပ်ပြီးတော့ကျမကိုပိုင်တိုက်ခန်းစီရောက်တော့အခန်းတကာကိုပိတ်ချထားလိုက်ရတယ်။အဲ့ရတဲ့မှာခက်သက်သက်ဝင်ရင်းနဲ့ဒီအဖြစ်ပြက်အစိုးရတကယ်ဖြစ်ခဲ့တာဟုတ်မဟုတ်ကျမကိုယ်တိုင်အောင်စဉ်းစားမရတော့ဘူး။မနဲ့မိုးလေးအဲ့ရထားစရောက်တော့အခန်းတကာပေါက်ကနေရည်တန်းခပ်ပဝါကြားလိုက်ရတယ်။မှန်ပေါက်ကျင်းကျင်းလေးရနေတိတ်တဆိတ်လေးချောင်းကြည့်တော့အလင်းရောင်တစ်ဖြက်ဖြက်နဲ့ပျောင်ရှင်းနေတဲ့လှူသွားလန်းကိုပဲတွေ့ရပါတော့တယ်။ ဟုတ်ကဲ့ပါပရိသတ်လေးတို့ရေဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ပရိသတ်လေးတို့တယောက်ချင်းစတိုင်းကိုကျမတို့ channel ကကျေးဇူးအများကြီးတင်ရှိပါရရှင်ဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင်တော့ like လေးနှိပ်ခဲ့ပေးပြီးတော့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆောင်နေကြပါမယ်ရှင်